okay ဆိုတော့6တန်းတက်มาပါဗျာတဲ့ US က University တက်ချင်มาတယ်အင်္ဂလိပ်စာတိတ်မကျွမ်းသူဖြစ်လို့ PG ကြီးကစတက်မလားအဲ့ဒါဆိုရင် G ကြီးတက်ရင်လွယ်ကူသွားမယ်ထင်လို့ပါတဲ့ဘယ်လိုလုပ်ရမလဲမနာမကြည့်ပြောပြပါတော့เนาะအာဒီမေကုန်းဖြည့်ပေးရမယ်ဆိုရင်ကျွန်တော်ထင်တာတော့ခု6တန်းတက်နေပဲ6တန်းပြီးသွားရင် PG ကြီး join ရမလားပေါ့เนาะဒါဆို PG ကြီး join လိုက်ရင် G ကြီးမှာလွယ်ကူသွားမယ်ပေါ့ဆိုတော့ join ရမလားမ join ရမလားဒါမျိုးလေးပေါ့เนาะအဲ့တော့ PG ကြီး join တာ yes G ကြီးလေးလာတင်ရွေးချိန်မှာအထောက်အကူပြုတယ်ပေါ့နော်ဒါပေမဲ့ 100%ရေလို့တော့ကျွန်တော်မပြောချင်ဘူးပေါ့နော်ဆိုတော့ pre GD တက်လိုက်တာနဲ့ပဲ GD မှာလွယ်ကူသွားမလားဆိုရင်လွယ်တော့လွယ်ကူသွားမယ်ဒါပေမဲ့နောက်ထပ်ဟိုအရေးကြီးတဲ့ချက်ရှိတယ်ပေါ့နော်အဲ့ဒါပါလဲအင်္ဂလိပ်စာပေါ့ဆိုတော့ကိုယ့်ဘက်ကအင်္ဂလိပ်စာပြေးဝနေမှသာဒီ pre GD တက်ပြီး GD တွေလွယ်ကူသွားဖို့အတွက်ပို့ပြီးတော့အထောက်အကူဖြစ်မှာပေါ့နော်ဆိုတော့ကိုယ့်ဘက်ကအင်္ဂလိပ်စာဟို ready ဖြစ်နေဖို့ပို့ပြီးတော့လိုအပ်ပါတယ်ဆိုတော့6တန်းပြီးရင် အဲခုနတန်းဆမ်တက်မယ်နဲ့ PG တီတက်လို့ရလားဟိုတက်ရမလားဆိုတော့ကျွန်တော်က recommend ပြတာတက်လိုက်ပါဘာလို့အချိန်ကုန်သက်တာလဲပေါ့နော်ခုနတန်း၈တန်းပြီးတော့မှ PG တီတက်ပြီး GD တီသွားရဆိုင်6တန်းပြီးရဟိုခုနတန်းဆမ်တက်မယ်နဲ့ PG တီတက်ပေါ့နော်ဆိုတော့ PG တီတက်ဖို့တော့အင်္ဂလိပ်စာလေးကတော့ဒီ GD လောက်ထိ GD အတွက် ready ဖြစ်စင်မယ်အင်္ဂလိပ်စာမဟုတ်ရင်တော့မှ PG တီတက်ဖို့လုံလောက်တဲ့အင်္ဂလိပ်စာ ready ဖြစ်ရင်ရပြီပေါ့နော်ဆိုတော့ဥပမာထားပါဦးနော်ဟို B1 လောက်နဲ့ PG တီတက်မယ်ဆိုရင်ဟိုဖြစ်တော့ဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့နည်းနည်းတော့ စူးစမ်းရမယ်ဗောနော်ဆိုတော့ဒါပေမဲ့ B1 နဲ့တော့ GD မှာမဖြစ်နိုင်ဘူးဗောနော်ဆိုတော့ B1 လောက်နဲ့ PGD တက်လိုက်မယ်โอเคဆိုတော့ PGD တက်နေတဲ့အချိန်မှာအင်္ဂလိပ်စာကိုတိုးတက်အောင်လုပ်သွားပါ GD အတွက် ready ဖြစ်လောက်မဲ့အနေထားဒီဗောနော်ဆိုတော့ကျွန်တော် GD အတွက် ready ဖြစ်လောက်မဲ့နေတာခဏခဏတော့ပြောဖို့ဗောနော်ဒီ B2 တော့ above 4ဒါပေမဲ့ B2 လောက်ရောက်ပြီဆိုတော့လည်း GD အတွက်လုံးဝလွယ်ပြီလားဆိုရင်မဟုတ်ပါဘူးဗောနော်ဆိုတော့ above ဆိုပိုကောင်းတယ်ဗောနော်ဒီ C1 လောက်ဆိုရင်တော့အပူပြီးတော့ချောချောမွေ့မွေ့ဖြစ်တယ်ဗောနော်ဆိုတော့ကိုဘက်ကအင်္ဂလိပ်စာပို့ပြီးတော့ကောင်းလေလေ GD ကကိုအတွက်ပို့ပြီးတော့လေ့လာသင်ရတာ အပိုလွဲကူကူအလွဲကူလေးလေးပေါ့နော်ပြီးတော့ပို့ပြီးတော့နောက်တစ်ခုရှိတာကိုက US က University တောင်းချင်တယ်ဆိုရင်ဒါ US က English ကိုတုံးတာပေါ့နော်ဆိုတော့ကိုဘက်က English ကတခါတည်းဟိုအဆင့်တော်တော်မြင့်တဲ့အထိလေ့လာလိုက်မယ်ဆိုရင်ဒီ GED မှာပဲအတုံးဝင်တာမဟုတ်ပဲねကိုက US က University ရောက်တဲ့အချိန်မှာလေ language barrier တွေမရှိတော့ဘူးအာစာလေးလေ့လာသင်ယူရဲ့အချိန်မှာလေကိုဘက်ကဒီ English ကကောင်းနေတဲ့အတွက်ကြောင့်လို့နားမလည်တာမျိုးတွေအာနားလည်ရခက်တာမျိုးတွေမရှိတော့ဆိုတော့ကျွန်တော်ဂျမ်းပြီးနေတာတော့ grade 6 6တန်းပြီးရဲ့ ခရလန်ဆက်တက်မယ်နဲ့ PGD တက်ပါတကယ်လို့ PGD တက်ဖို့ဒီအင်္ဂလိပ်စာ ready မဖြစ်သေးဘူးဆိုအင်္ဂလိပ်စာအရင် invest ပါအင်္ဂလိပ်စာ invest ပြီးသွားပြီဆိုမှ PGD ကိုတက်ပါပါနော်